။ဒါမဲ့နေရာဒီမှာကစားသမား၁၁ယောက်ထိရောင်းထုတ်သွားမယ်ညီမလေး။ ားလုံးမင်္ဂလာပါညီမလေးတို့တင်အားဘိုလေးတို့လက်ထပ်မှာဆိုရင်တော့ဘလုံးမန်နေဂျာဂိမ်းဆော့တို့ကိုအပြောင်းရွှေ့ရထိုင်လို့နေကြတာဖြစ်ပါတယ်ကစားသမားမြောင်ညာကိုခေါ်ယူထားခဲ့တယ်လို့အတင်းမှရှိတဲ့တချို့ကစားသမားတွေကိုလည်းရောင်းထုတ်တာတွေလုပ်ထားခဲ့ပါတယ်ဒါဆိုရင်လည်းစီကွက်တော်မဖွင့်သေးပေမဲ့ညီမလေးတို့ကတော့အပြောင်းရွှေ့ရစတင်လှုပ်ဆောင်နေပါပြီလက်ရှိမှာကေဂျီရဲ့ပြမတ်ဖြစ်တဲ့ကွန်နာကိုစတင်ခေါ်ယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်ညီမလေးတို့ကလာမယ့်နေစီကွက်မှာအပြောင်းရွှေ့အကြီးတစ်ခုပြုလုပ်သွားဖို့လည်းရှိနေပါတယ်အဲ့ဒီအပြောင်းရွှေ့ရဆိုရင်တိုက်စစ်မှုနေရာတော့ပဲဖြစ်ဖို့များနေပါတယ်ဒီအားဒီမှာညီမလေးတို့ရဲ့တိုက်စစ်ပိုင်းကနီကိုလတ်ဂျက်ဆန် ်ပြောက်ခြေဆမ်းပြန်ပြနေပြီမြေအခုတော့ထန်အောင်နားယူနေရပါတယ်ဂျက်ဆန်နားယူနေတဲ့အချိန်မှာအန်ကိုကွန်နဲ့နတိုတို့ကိုအထောင်တိုက်စစ်မှာထားပြီးကစားပြီမြေထင်းတော့တော့အဆင်မပြေခဲ့ပါဘူးအဲကြောင့်မြန်မာလေးတို့အနေနဲ့တိုက်စစ်ပိုင်းကိုအားဖြည့်ဖို့အတွက်လာမယ့်ຫນွေစည်းကွက်မှာထိတန်းတိုက်စစ်မှုတူကိုရှာဖွေနေပါတယ်အချိန်မှာမြန်မာလေးတို့ပြတ်မှတ်ထားနေတာကတော့ Sporting သင်းရဲ့တိုက်စစ်မှုဖြစ်တဲ့ Fita Yogres နဲ့ Napoli တိုက်စစ်မှု OC Man တို့ပဲဖြစ်ပါတယ်ဒီကစားသမားတွေကိုတခြားထိပ်သီးအသင်းကြီးတွေကလည်းအနှဲငယ်စောင့်ကြည့်နေကြပြီးတော့မြန်မာလေးတို့နဲ့လည်းအပြိုင်လူအဖို့ရှိပါတယ်အစားတော့ကတော့ဒီကစားသမားနှစ်ဦးစလုံးကပေါက်တန်းတရ ရာလောက်ထိစိတ်သက်မခံထားရပါမယ်။အခုတော့သူတို့ရဲ့အတင်းတွေကပြောင်းရွှေ့ကြီးကိုချော့ချပေးလာခဲ့ပါပြီ။ဒီကစားသမားနှစ်ဦးစလုံးအတွေ့ပြောင်းရွှေ့ကြီးပေါင်တန်း60ဝန်းကျင်လောက်ထိအသုံးပြုရဖို့ရှိနေပါတယ်။မြန်မာပြည်တို့ကတခြားသောပြောင်းရွှေ့ရဲ့လိုအပ်မှုရှိနေသေးတာကြောင့်ပရီးမီးယားလီးဂ်ရဲ့ဗန်နာရေးစီမင်းနဲ့လွတ်အောင်ထိန်းကြီးဖို့လည်းလိုအပ်နေပါတယ်။အကြောင်းမြန်မာပြည်တို့ဟာအသင်းကကစားသမားတွေကိုရှင်းထုတ်သွားဖို့လည်းရှိနေပါတယ်။မြန်မာပြည်တို့ကလာမယ့်နေရှိခွက်ကြရင်အသင်းကကစားသမားတွေကို17ယောက်တိတိရောင်းထုတ်သွားဖို့ရှိနေပါတယ်။အဲဒီကစားသမားတွေရဲ့မှာဆိုရင်စီမံကြီးတို့အငှားချထားတဲ့စတာလင်ဘဝမှာအငှားကစားနေတဲ့ကပါအေးစီမ ာငှားထွက်ကစားနေတဲ့ရာဥဖီလို့တို့လည်းပါဝင်နေပါတယ်။ဒါပြန်တိုက်စစ်ပိုင်းမှာပုံမှန်ဘွဲထွက်ခွင့်မရတဲ့အန်ကွန်ကူနဲ့ကွင်းလင်အားဂျူးစ်ဘယ်ရီယောတို့ကိုလည်းကလန်မှုရိယာရောင်းထုတ်သွားမယ်လို့သိရပါတယ်။အန်ဆိုဖာနယ်တဲ့တယောက်ကလည်းအပြောင်းရွှေ့ရေးထွက်နေခဲ့ပေမယ့်ညီမတို့ဘက်ကတော့အန်ဆိုကိုရောင်းထုတ်သွားဖို့မရှိသေးပါဘူး။ဒီကစားသမားတွေကိုရောင်းထုတ်ပြီးသွားရင် PSR စီမင်းနဲ့လုကင်ပြီးတော့ကစားသမားခေါ်ယူမှုတွေဆက်လုပ်နိုင်မယ်လို့ယုံကြည်ထားပါတယ်။ညီမတို့ပြီးသက်ခေါ်ယူမဲ့စာချုပ်နဲ့ခေါ်ယူထားတဲ့စံချိုးကိုလည်းအပြစ်သက်မခေါ်ဘဲပြန်လွှတ်ဖို့စီစဉ်နေပါတယ်။ဗန်ဂျိုဟာညီမတို့စီမာနီယာဆက်ရနေပြီးပေမယ့်ပုံစံကောင်းလည်းမပြနိုင်တော့သလို ောပြောင်းတွေကလည်းကြာမြင့်နေခဲ့ပါပြီ။ဇန်ချိုးကိုအပိသက်မခေါ်ဘူးဆိုရင်တော့ညီမလေးတို့လည်းဂေကြီးတို့ကိုရောချေးပေးသွားဖို့ရှိပါတယ်။ဒါကြောင့်ညီမလေးတို့ကတော့တောင်းချေးချေးပေးပြီးအတင်းမှလာဆက်ပေးရတာတည်းဆိုရင်ဟိုချေးပေးပြီးပြန်တွက်လိုက်ရတာကပိုပြီးတန်လိမ့်မယ်လို့ပဲထင်မိပါတယ်။ဆုံးကြီးကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်။